မင်္ဂလာပါကျမတို့ရဲ့ Korean Future Online Classes JFOC ရဲ့ page မှာတင်ပြထားတဲ့တင်ချမေးခွန်းရဲ့အဖြေကိုဒီနေ့ရှင်းလင်းပေးမှာဖြစ်ပါတယ်အဲ့တော့ဒီမေးခွန်းမှာဒီမေးခွန်းပုံစံကကြာတော့ survive ပေးထားမယ်အဲ့ဒီ survive မှာပေးထားတဲ့အချက်အလက်ကိုဖတ်မယ်ပြီးရင်ပေးထားတဲ့ graph ကပုံကိုကြည့်ပြီးတော့ကျမတို့မေးခွန်းကိုဖြေရမယ် A transit company operates commuter trains to help people get to the city each day. Each train travels on a straight route to and from the federal station stopping at other stations along the route. The graph shows the distance one miles the train is from the station after X minutes. The Kido Gomini, the Kuani Bido, Nilan Mule, Luri Dwawo Dre, ခရီးတွေပို့ဆောင်ရင်ယထားတွေကိုလက်ပတ်စီတယ်တဲ့အဲ့တော့ယထားတွေဟာဒီဘုရားကနေပြီးတော့အဝေးဆုံးကနေပြီးတော့အဲထွက်ခွာတဲ့အခါမှာလမ်းခရီးတောက်လျှောက်လမ်းမှာတခြားဘုရားတွေမှာရက်မယ်အဲ့ဒီသူ့ရဲ့ခီးစဉ်အတိုင်းခီးသွားခဲ့တယ်ခီးသွားတယ်အဲ့တော့ပုံအားကြတော့ X business အကြာမှာ ex minister ပြီးတဲ့အခါမှာဘူတာကနေပြီးတော့ယထာရှိနေတဲ့အကွာအဝေး white mice ကိုပြထားတဲ့ graph လေးကိုပြထားတယ်။အဲ့တော့မိခွန်က what is the farthest distance in miles always အကွာအဝေးကပါလဲရွေးရမယ် that the train is located from the station at any time အချိန်တိုင်းဘယ်အချိန်မှမဆိုဘူတာကနေပြီးတော့ယထာတရှိနေမဲ့အဝေးဆုံးအကွာအဝေးကိုရွေးရတယ်အဲ့တော့ဒါကတွက်ဆယ်က အပါကိုပေးထားတဲ့ grab ကိုကြည့်ပြီးတော့အဖြေကိုရွေးလိုက်ရုံပဲဒါကြောင့်မို့လို့ဒီစာပိုက်မှာပေးထားတဲ့အကြောင်းအရာကိုဖတ်လိုက်မယ်ပြီးရင်ပုံပုံချင်းပြီးတော့ရွေးလိုက်ရုံပဲအဲ့တော့ဆရာမတို့ဒီမှာကြည့်မယ်ဆိုရင် y axis နဲ့ x axis ကိုတွေ့နေမယ်။ y ကကြတော့ဆီမောက် distance ကိုပြတယ်။ x ကကြတော့ခီအာကြာချိန် minutes ။အဲ့တော့အချိန်တိုင်းအချိန်တိုင်းမှာသူအဝေးဆုံး farthest distance ရောက်နေမယ်။အကွာအဝေးကိုကြည့်တဲ့အခါမှာဆီမောက် distance ကိုဒီမှာကြည့်လိုက်ပါ။အဝေးဆုံး ဘယ်အချိန်မှာပဲဖြစ်ဖြစ်10 minutes 20 minutes 30 minutes 40 minutes မှာအဝေးဆုံးဆိုတော့အရောက်နေတဲ့အကွာဝေးသည်20မှာဆိုတာကိုတွေ့ရတယ်။ဒါကြောင့်မို့လို့ဆရာမတို့ကအဖြေကိုဒီမှာပြထားရတဲ့ကနေပြီးတော့ကျွေးလို့ရပါပြီ။အဲ့အဖြေက D ဖြစ်ပါတယ်။အော်ဒီနေ့တော့ဒီလောက်ပါပဲ။ နေ့စဉ်နေ့တိုင်းပေးထားတဲ့မေးခွန်းတွေကိုဝင်ရောက်လေ့လာပြီးတော့ဖြေဆိုကြည့်ပါကိုဖြေထားတဲ့အဖြေနဲ့အဲဆရာမတွေရွေးတဲ့အဖြေနဲ့တူမတူကိုပေးထားတဲ့ရှင်းလင်းချက်တွေကိုလိုက်နာထောင်ပြီးတော့အဖြေတိုက်လို့ရပါတယ်အားလုံးပညာရေးတန်းတို့အခွင့်ရကြပါစေ